င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။တမ္မကြီးဦးကျော်မတော်နဲ့ရန်ကုန်နိုင်ငံတော်လိုင်းဖွဲ့တွေတွေ့ဆောင်ကနိုင်ငံတကာတန်တမန်ခင်ကျင်းကြောင်ဆွေးနွေးရှင်ပြကုလသမဂ္ဂဆိုင်ရာမြန်မာမြန်ကုန်စည်တမ္မကြီး ဟုတ်ကြမို့ထုံးနဲ့ရန်ကုန်နိုင်ငံတော်လိုက်ဖွဲ့ရဲ့ online ကတဆင့်တွေ့ဆုံဆင်းနေခဲ့ကြောင်းအမြသားညွေဆွေရရန်ကုန်လွတ်တော်ကဒီကနေ့မှတော့ပြန်တယ်ဒီတွေ့ဆုံဆင်းနေမှုကိုအော်တိုဘာ25ရက်နေ့မှာပြုလုပ်ခဲ့ရဖြစ်ပြီးရန်ကုန်တိုင်းကလွတ်တော်ကိုယ်စားလှယ်တဲ့ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့နဲ့ပြည်သူ့လုံခြုံရေးဖွဲ့ကတာဝန်ခံနေဖွဲ့ဝင်နေရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ကြားကလာစီမံမှုချမ်းရေးဆိုင်ကော်မရှင်မှပါဝင်ခဲ့တဲ့တော်လိုင်းရန်ဆွေကကိုယ်စားလှယ်တွေပါဝင်စုစုပေါင်းအယောက်180ကျော်တရားခဲ့လို့သိရတယ် ဇနီဘွယ်မှာတာမတ်ကြီးဥကြုံမတော်အမေရိကန်နိုင်ငံ NYCPC ဥက္ကဋ္ဌ NUG MOD မဟာပြောင်းနဲ့စီးရင်နိုင်ငံအကြံပေးဘွယ်ဖွဲ့ဝင်ဥတည်နေမြင့်တို့ကလက်ရှိနိုင်ငံတကာတာမတ်ခင်ကျင်းတဲ့ပတ်သက်ပြီးရှင်းလင်းစနစ်ကမေးမြန်းမှုတွေကိုဖြေကြားပေးခဲ့လို့ဆိုပါတယ်ဒီတွေ့ဆုံမှုကိုရန်ကုန်လွှတ်တော်ကုစားပြုကော်မတီ CRY H ကအဆောင်စီစဉ်ခဲ့တာဖြစ်ပြီးတော့ရှေ့လိုက်တုန်းကလည်း NUG နိုင်ငံသားရေးဝန်ကြီးတော်စင်မလူခွင့်ရဝင်ကြီးဥဝံမျိုးမင်းတို့နဲ့အခုလိုတွေ့ဆုံစနစ်ပွဲလှုပ်ဆောင်ခဲ့ပါတယ် ဆက်လက်ပြီးလောင်းလုံးမှာစစ်တပ်စစ်ကြောင်းအတိုင်းခိုင်ရာစစ်သားရှင်တွေပြီးအများအပြားတိုက်ခိုက်တဲ့အရာတဝဲခိုင်လောင်းလုံးမြို့နယ်ကကျေးရွာတွေမှာစစ်ကြောင်းထုတ်နေတဲ့အကြပ်စစ်တပ်စစ်ကြောင်းအတိုင်းခိုင်ရာစစ်သားရှင်တွေဆုံးပြီးအများအပြားတိုက်ခိုက်တဲ့အရာရှိခဲ့လို့လောင်းလုံး People Defense Force ကတရင်ထုတ်ပြန်တဲ့စစ်ကောင်မရှင်တက်ကလောင်းလုံးမြို့နယ်မမကတ်ကျေးရွာဘက်ကနေကရင်ကျေးရွာဘက်ကို190ကျောင်းနဲ့စစ်ကြောင်းထုတ်လာချိန်ပြီးခဲ့အောက်တိုဘာ20ရက်နေ့မှာတစ်ချိန်20ရက်နေ့မှာတစ်ချိန်တော်လိုင်းတပ်တွေကစာပြတိုက်ခိုက်တာကြောင့်နှစ်ဖက်တိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့သိရပါဗျာ။ တိုက်ပွဲဖြစ်ပွားခဲ့အောက်တိုဘာ21ရက်နေ့ညနေ9:00နာရီဝန်းကျင်ချိန်မှာခရင်ကြီးရွာကိုရောက်လာတဲ့စစ်တပ်နဲ့စစ်ကြောင်းနဲ့နှစ်နာရီကြာတိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။နောက်တစ်ရက်အောက်တိုဘာ22ရက်နေ့ညနေ4:00နာရီခွဲချိန်မှာလည်းခရင်ကြီးကျေးရွာကတဆင့်ကမ္ပဏီကျေးရွာဘက်ကိုရောက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်တွေအချိန်နှစ်နာရီကြာတိုက်တွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။အဆိုပါကြောင့်ဖြစ်တိုက်ခိုက်မှုနှစ်ကြိမ်တွင်စစ်တပ်ဘက်ကရှစ်ယောက်တိဆောင်ကအများပြားထိခိုက်ဒဏ်ရာရှိခဲ့ပြီးတော်လဲရဲဘော်တယောက်လည်းထိခိုက်ဒဏ်ရာခဲ့ပါတယ်။အဆိုပါကြောင့်ဖြစ်တိုက်ခိုက်မှုကိုလောင်းလောပါကပတဝဲခိုင်တပ်ပေါင်းစုဒေါနာတရင်တက်ခွဲခွနဲ့ တက်ခွဲလင်းရာမညမွန်တက်တော့ဒရာကစစ်ကြောင်းနဲ့မာဘိပွားတခွဲပူပေါင်းပောင်းတိုက်ခိုက်ခဲ့ပါတယ်။ဂျာပြတိုက်ခိုက်မှုနှစ်ကြိမ်ပြီးမှာတော့ကမ်ပဏီကျင်းရနဲ့ပညစ်ကျင်းရကြကဇာမင်းထိုင်းတောင်ပေါ်ကိုစစ်တပ်စစ်ကြောင်းရရှိလာကတောင်ပေါ်မှာယာယီတက်ဆွဲနေတော်လိုင်းပူပေါင်းတခွဲကဒရုန်းနဲ့ဆက်လက်တိုက်ခိုက်ခဲ့ကြစစ်တပ်ဘက်မှထိခိုက်မှုရှိနေတယ်လို့သိရတယ်။ဒရုန်းတိုက်ခိုက်မှုကိုလောင်းလုံးပတ်ကပါစစ်တပ်စစ်ကြောင်းရရှိလာရ ကာတာတောင်ပေါ်မှာယာယီတက်ဆွဲနေဒေါ်လိုင်ပူပေါင်းတပ်ဖွဲ့တွေက drone တွေနဲ့ဆက်လက်တိုက်ခိုက်ကြတဲ့အကြောင်းစစ်တပ်မှတိုက်ခိုက်မှုရှိနေတယ်လို့သိရတယ်။ drone တိုက်ခိုက်မှုတော့လောင်းလောပါကပါတပွဲကိုင်းတပ်ပေါင်းစုဒေါနာတိုင်တက်ခွဲကနေဒေါနာတိုင်တက်ခွဲလေးရမြတ်တုံမွန်တက်တော့ဒရကစစ်ကြောင်းနဲ့လောင်းလုံးတမင်းလေးပြတပွဲပူပေါင်းတိုက်ခိုက်ခဲ့လို့သိရတယ်။ဆက်လက်ပြီးဒီမော့ဆွန်နာစံတနင်္ဂနွေကိုကြက်ဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဒေါ်လိုင်တပ်ဖွဲ့လေးကြဆုံကင်းနီပြည်ဒီမော့ဆွန်မြို့နယ်အနောက်စံတနင်္ဂနွေကိုကြက်ဖက်စစ်ကောင်စီကဂျက်ဖိုင်တာတေကန် drone နဲ့ပုံကျတိုက်ခိုက်ရာဒေါ်လိုင်တပ်ဖွဲ့လေးကြဆုံခဲ့ကြတဲ့ဒေသတွင်မြစ်တွေကပြောတယ်။ နိုဝင်ဘာလ3ရက်နေ့မနက်9:00နာရီဝန်းကျင်ကဒီမော့ဆိုမြို့နယ်နောက်ကျန်းရှိ KFB စကန်တနင်္လာကိုဂျက်ဖတ်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာတစ်စီးနဲ့ပေါင်150ဘုံကျဲကျဲချပြီးရနောက်မူပြမျိုးကနေတက်လာတဲ့အသေးကဒရုန်းနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ရ KSP ရဲဘော်လေးကိုကြာဆုံးပြီးတိုက်ခိုက်တန်ရသူအကျိုးနဲ့ရှိခဲ့တယ်။မနက်9:00နာရီတို့ location တီးကြရလူချရတဲ့ဘောလို့ပြောရမယ်။ဆူဆိုက်ဒရုန်းကတော့မိုးပြက်မက်ကနေတက်လာနေရာတီးကြနဲ့ တော်တဲ့အနေအထားမျိုးရှိရပထမဦးဆုံးကတော့လေယာဉ်နဲ့ပေါင်150ပုံချင်းကြတယ်နောက်ဆုံး site drone ကြတာ gas ပြီးလဲပေါ်လေယူကြရလို့ကြတယ်ဖြစ်ဖြစ်ချင်းကနောက်ကြတယ်ဒီကမှကြိုးလဲရှိပါတယ်အဂျပန်စစ်ကောင်စီတပ်ကအုံပြခဲ့တဲ့အထေကန် drone က FPV စုံ site drone မျိုးစားဖြစ်ကြောင်းသိရတယ်ဆက်လက်ပြီးမြောက်ရီမြို့နယ်လေးကေကောကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းထိနာပြီးနောက်လက်နက်ခဲများပြားသိမ်းစရာရှိစစ်တပ်ကရာထမတ်တို့မြင့်ပြီးစစ်ကြောင်းထိုးလာပြန်ကင်ပြင်းနယ်မြောက်ရီမြို့နယ်လေးကေကောမြို့တဲကိုဝင်ရောက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းပိတ်ဆို့တိုက်ခိုက်လျက်ရှင်စစ်တပ်ကဒိနာသွားပြီးနောက် လက်နက်ကင်အများပြားတိမ့်ဆရာရှိကြောင်းကရင်စေးသတင်းမြေပြောဆိုချက်နဲ့ကြားသင့်တဲ့စကြာထုတ်ပြန်ကြရသေးရတယ်။စတင်မာလာ20ရက်နေ့ကစပြီးယနေ့ချိန်ထိလေးကေကွန်မြူတီဘက်ကိုဂျပန်စစ်တပ်နဲ့ပြည်ကျဲတပ်တွေပူးပေါင်းပြီးစစ်ကြောင်းတုံးကြောင်းနဲ့ဝင်ရောက်လာခဲ့ရ။ရတိကူကြောက်ဝါဘူးတောင်ပေါ်ကိုရောက်ရှိလာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းမှာမိုင်းကွင်းတွင်ဂျုံဝင်သွားပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့ရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်သားများပြားတေဆုံကရုတ်လာများစွာကျန်ရှိနေကြောင်းသိရပါတယ်။ မြောင်းနေမြို့နယ်ရတဲ့ကိုမင်းလက်ပံဖလူကျရဘကုံရအောင်ရင်နဲ့ဝင်ရောက်လာတဲ့ဂျပတ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခြင်းမုံခဲ့ရစစ်သားများပြတ်တည်ဆုံးပြီးလက်နက်ကိအများပြတ်သိမ်းဆည်းရရှိခဲ့ကြောင်းကြာတဲ့နေစစ်ကြောင်းကထုတ်ပြန်ပါတယ်။ ော်တော်လာ30ရက်တနေ့မြောက်ရီမြို့နယ်ရတဲ့ကိုကြေးအောင်မင်းလက်ပံကြေးအောင်နဲ့ဖလူကြေးအောင်ဘက်ကိုဝင်ရောက်လာအကြံဖန်စင်ကောင်းစီအတက်မှာ20နှစ်လောက်ကန့်စစ်ကြောင်းကိုဒေါ်လိုက်ပူပေါင်းတပ်ဖွဲ့တွေကချိန်ချိန်ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ဒုဒုတိုက်ခိုက်မှုတွေအတွင်းအကြံဖန်စစ်တောင်းအများပြားတည်ဆောင်ကတိုက်ခိုက်တဲ့ရရှိသူတွေစစ်တုံးပန်းတွေထွက်ပြေးအလင်းဝင်သူတွေရှိခဲ့ကြောင်းဒေါ်ပြက်လန်းနဲ့ကံအမြောက်များကိုလည်းတိုက်ပိုင်ရရှိခဲ့ကြောင်းသိရတယ်။ကျင်းတိုက်ပွဲများတွင်ဂျပန်စစ်ကောင်စီဘက်ကနီးပညာမြင့်တုံနှင့်လက်နက်ကြီးဖြစ်ကိုရီတာဝဲပစ်တုံစီဖြင့်လေးချောင်းနှင့်ပစ်ကိုပေးတိုက်ခိုက်ခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကို KNU KNL ဦးဆောင်တဲ့ဖြစ်ရာ30နှစ်ကြာတဲ့နယ်စစ်ကြောင်း ကော့ဘရာစစ်ကြောင်းဗန်နိုစစ်ကြောင်းနဲ့ justice ဆိုကြတပွဲပွားနဲ့တော်လိုင်းတပွဲတွေကကြားဖြတ်ကအချိန်ချင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ပြည်သူများနေဖြင့်ဂျပန်စစ်ကောင်ရှင်တွေ့အောင်ရေကောက်ပွဲပူပန်းပွားခြင်းမပြည့်နဲ့တော်လိုင်းတပွဲများနေဖြင့်လည်းအာနာရှင်ဖက်စစ်စစ်တပ်အမြင့်ပြတ်တဲ့အထိတိုက်ခိုက်ခြင်းမုံတော်ပြင်ဖြစ်ကြောင်းချာတင်တဲ့စစ်ကြောင်းကတိုက်တွန်းထုတ်ပြန်တယ်။ဆလာဘီစာလင်ကြီးမျိုးနဲ့ဝက်မှုရမှာစစ်တပ်ကတပ်ဆွဲပြီးစိုက်ခဲ့တစည်းပြင်ငွေကြေး9000တောင်ခန့်ကငွေကြေးမပေးနိုင်သူတွေကိုဖမ်းဆီးတာစကိုင်းတိုင်းစာလင်ကြီးမျိုးနဲ့ဝက်မှုရမှာအကြပ်ဖက်စစ်တပ်ကတပ်ဆွဲပြီးစိုက်ခဲ့တစည်းပြင်ငွေကြေး9000တောင်ခန့်က ငွေချင်းမပေးနိုင်သူတွေဖမ်းဆီးထားကြောင်းဒေသပြည်တွေကပြောတယ်။အော်တိုဘာ31ရက်ကစတင်ပြီးဂျပန်စစ်တပ်ကဝက်မွေးရတွင်ရှိဖုန်ကြီးကျောင်းမှာသာတက်ဆွဲနေတိုင်းခဲ့တော့လဲ။နိုဝင်ဘာ1ရက်မှာစစ်တပ်စစ်ကြောင်းဝက်မွေးရတွင်ရှိစတင်ကြောင်းပြောင်းရှိအတွက်ဆဲခဲ့ခြင်းဖြစ်ပါတယ်။ထို့သောဂျပန်စစ်တပ်သားတွေကကြေးရအတွင်းထိပါဝင်ရောက်တက်ဆွဲလာကြောင်းဝက်မွေးရမှာပြည်သူတွေကရွာထဲမှာမနေရတော့ပဲစစ်ပေးတင်းရှောင်နေရခြင်းဖြစ်ကြောင်းထို့အပြင်စစ်သားတွေကဝက်မွေးရရှိကြေးရချင်းဆက်လက်မှကြေးပေါ်မှာဂိတ်စကန်ဖွင့်လှစ်ပြီးလမ်းတော်လမ်းလာဆိုင်ကလေးကိုဗန်မီတောင်းနေငွေကျပ်5000တောင်းခံနေကြောင်းသိရတယ်။ နိုဝင်ဘာတရနေ့မှာလန်သာလန်လာဆိုင်ကမောင်းနေလာပြည်သူတွေကိုငွေကျပ်9000မပေးပါကပြန်မလို့ပဲဖန်တာကြောင်းဖန်စီကန်အတူတူများတယ်မှာမြို့သမီးဘာပေါင်းကြောင်းသိရတယ်။စစ်တပ်ကတဲဝန်ပေါင်းကမ္ပဏီဝင်တွင်ခြေကျစစ်ကန်တိုင်းတာတဲ့လက်ပလောင်းတောင်စီမံကိန်းပေါင်းခြင်းရှင်ကြရတယ်ကိုစစ်တောင်းထုံးခြင်းနဲ့မကြကနာလုံဆောင်နေကြောင်းသိရတယ်။ ဆက်လက်ပြီးပေါင်းတယ်ဝဲကြီးဆက်ကိကနေစစ်သားတွေကဖန်စီနေဆက်ကကိုတုံးစုံစုကိုတောတယ်မှာတန်ရိုင်းနဲ့တေဆုံးလျက်ပြန်လဲတွေ့ရှိတေဆုံးသူကိုတွေ့ရဇနီနဲ့အသက်9နှစ်ရသမီးကိုလည်းစစ်တပ်ကဖန်စီတာဘကုန်းတိုင်းပေါင်းတယ်မြို့နယ်ဝဲကြီးဆက်ကိကနေဂျပန်စစ်သားဖန်စီနေဆက်ကပြည်သူတန်ကိုတန်ရိုင်းနဲ့တောတယ်မှာတေဆုံးလျက်ပြန်လဲတွေ့ရှိခဲ့ကြောင်းဒေသပြည်တွေကပြောတယ်အော်တိုဘာ28ရက်နေ့မနက်9:55မိနစ်ခန့်ချိန်ပြည်သူကာကွယ်ရေးတပ်မတော်ပြော27ကိုကဲမှုအောင်မရှိအောင်ချသောညတဲ့ PDF တန်ရင်တက်ခွဲနေကဝဲကြီးဆက်ကရှိစစ်သားတွေကိုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းတိုးတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်သားတွေက case scan ကိုဖျက်ဆီးသွားရဲဝဲကြီးဆက်ချင်အောင်မှအသက်30နှစ်ရွယ်ကိုတိုကိုကြောင့်ပဲဖမ်းဆီးနှိပ်စက်ခဲ့ကြတဲ့ထို့သူဖမ်းဆီးနှိပ်စက်ထားစဉ်ကိုတိုကြီးမှဒရိုင်းနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်ရယ်စစ်တပ်ရဲ့စစ်တပ်ရဲ့ကိုတိုကဝဲကြီးဆက်ခဲ့ကနေထွက်ပြေးလွတ်မြောက်ခဲ့တဲ့ရရှိထားတဲ့အချင်းတွေပြင်းထန်တာကြောင့်နိုဝင်ဘာလ2ရက်နေ့မှာတောဆက်တနေရာမှာတင်ဆောင်လျက်ပြန်လည်တွေ့ရှိခဲ့ကြသောထို့နောက်ရဲဦးလောင်းကိုပြည်သူတွေကမြေမြုပ်တကြိုးပေးခဲ့ကြသည်ရယ် ထို့သောကိုတိုးထွက်ပြေးသွားပြီးနောက်အော်တိုဘားလ20ခွဲနေမှာကျန်ဖန်စစ်သားတွေကကိုတိုးရဲ့အမျိုးသမီးဖြစ်သူနဲ့ခုနှစ်နှစ်ရွယ်သမီးဖြစ်သူကိုလည်းတစားကန်ပြုတ်ဝဲကြီးဆက်ကိမှာဖမ်းဆီးထားကြောင်းသိရပါဗျ။နားဆင်အားပေးကြတဲ့အတွက်ဒီဝင်ကျေးဇူးတင်ရှိပါရရှင်။